စာရေးကိရိယာတိုင်းလေးဖွင့်ကျင်တာရယ်ဘယ်လိုစမလဲမသိဖြစ်လို့အကြံပေးပါအောင်နဲ့တဘူးတော့ Wall Street စကားကြည့်ဘူးရမလားအထက်မှာ Leonardo ပြောထားတဲ့စကားရှိတယ် Send me this pen အဲ့ဒါ Warren Buffett ကိုပြန်ပြီးရိုက်ထားတာ Warren Buffett ရဲ့ဇာတ်ကြောင်းကိုပြန်ရိုက်တဲ့ပုံစံမျိုးလုပ်ထားတဲ့စကားပေါ့နော်အဲ့လိုမျိုးပြောတဲ့အခါသူတကယ်ကြီးကဘာပြောလဲဆိုတော့โอเคငါ့ကိုလက်မလေးထိုးပေးပါတယ်သူတကယ်ကြီးပြောတယ်ပြောတယ်ပြောအားကြီးမှာဘောမရှိဘူးဘောမရှိဆိုရင်အဲ့ဒါပဲရအောင်လို့ညော့တယ် supply နဲ့ demand နဲ့ ဈေးရောက်နေဆိုတာအဲ့ဒါပဲစာရေးကိရိယာပဲရောက်ရောက်ဘာပဲရောက်ရောက်ဒမန်းကိုတည်ဖို့လိုတယ်ဝယ်လိုအားဆိုတဲ့ဒမန်းပေါ့နော်ဒမန်းတည်ဖို့လိုရယ်စာရေးကိရိယာဆိုင်ကနေရာတိုင်းမှာရှိတာပေါ့ရက်ွက်ထဲမှာဆိုလို့ရှိရင်လေစာရေးကိရိယာဆိုင်ကနည်းနည်းရှားတယ်မုတ်ဆိုင်တွေလိုတခြားဆိုင်တွေလိုအများကြီးမရှိဘူးအဲ့တော့ဘာအရေးကြီးလဲဆိုတော့စာရေးကိရိယာဆိုင်က position နဲ့ demand များတဲ့ position တွေကိုယူတတ်ဖို့အရေးကြီးတယ် location အရေးကြီးတယ်ပြောချင်တာကအဲ့ဘယ်နေရာနဲ့မှာကိုက location ချမယ်ဆိုတာကိုအရင်ယူကိုယ်မှာအိမ်ရှိတယ်အိမ်ရှိမှာပဲဖွင့်မယ်တော့မလုပ်နဲ့ဒုက္ခများပါတယ် ဘာလို့ပါမလဲဆိုတော့စာရေးကိရိယာဆိုင်ဖွင့်နေတယ်ဆိုလို့ရှိရင်အဲ့ဒီစာရေးကိရိယာရဲ့ demand နဲ့နေရာတွေကိုကရှားရမယ်။ဥပမာကြောင်းတဲ့နေရာလား။ဥပမာရုံးခန်းနေတဲ့နေရာလား။စာရေးကိရိယာတွေလိုလာမဲ့နေရာမျိုးတွေအဲ့လိုမျိုး demand များတဲ့နေရာကိုအဓိကရှားရမယ်။နောက်တစ်ခုကနေတိုင်းမကောင်းနေတိုင်းဘာလို့မကောင်းလဲဆိုလို့ရှိရင်နေတာနေရာအဲ့နေရာနေပြီးလူတွေကဖြတ်မသွားလို့ဆိုလို့ရှိရင်ဘာမှလုပ်မရဘူး။အဲ့တော့အဲ့ဒီရုံးဝင်သွားမယ်။အဲ့ဒီကြောင်းဝင်သွားမယ်ဆိုလို့ရှိရင်ကလေးတွေကကိုယ့်အရှိရနေဖြတ်လား။ကိုယ့်ဆိုင်ရှိရနေဖြတ်မလား။ဘယ်လမ်းကြောင်းကနေဖြတ်တာလဲကိုကကြည့်ကြည့်ပြီးတော့အဲ့ဒီနေရာမှာကိုကဖွင့်နိုင်ဖို့အရေးကြီးတယ်။ နောက်ထပ်အရေးကြီးတဲ့ bonnet အချက်တစ်ခုပြောပြမယ်။ပြဿနာကဘာလဲဆိုတော့စိုင်းလေးကဖွင့်တယ်နေတိုင်းမဖွင့်ဘူး။ဘာဖြစ်လို့လဲဆိုတော့ចောင်းကိုသွားတယ်ចောင်းသားတွေကဒီစိုင်းကိုနေတိုင်းတွေ့တယ်။ဟောဒီမှာ bobbin ဝယ်လို့ရတယ်။ခဲတံဝယ်လို့ရတယ်။စားအုပ်ဝယ်လို့ရတယ်။ဒါမှမဟုတ်တော့ចောင်းသားတွေကညဘက်ကြာလို့ရှိရင်စားအုပ်ကပုံသွားရင် bobbin ကကုန်သွားရင်အဲ့ဒီမှာဘောမင်းနေဦးစောက်တွေဝယ်ချင်တော့ဝယ်ချင်မလို့မနေ့ကျလို့ရှိရင်ចောင်းသွားနေဝယ်လိုက်မယ်အဲ့မှာလမ်းမှာဆိုင်ရှိတယ်သူကလည်းဒီမဝယ်တော့ဘူးဝယ်ပဲနဲ့အဲ့လမ်းကလာအဲ့မှာကိုယ်ဆိုင်ကပိတ်တယ်ပိတ်လည်းပိတ်တော့ဟုတ်ကောဝယ်လို့မရတော့တိုင်ရပတ်သွားတိုင်ပတ်သွားတဲ့ခါကျနောက်တစ်ခါကျလို့ရှိရင်အဲ့လိုတိုင်ပတ်မခံတော့ မခံတော့ကိုယ်ဆိုင်ကိုမဆောက်တော့မဆောက်တော့ဘယ်လဲသူ့ဘာသူညလေးကလည်းရှာပြီးဝင်ဝင်ထွားမယ်တခြားလမ်းကလည်းသွားပြီးတော့လည်းဝင်ဝင်လိုက်နေတယ်ဒါမိတ်ပြတ်တယ်လို့ခေါ်တယ်ဒီစာရေးကိရိယာကမိတ်ပြတ်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့ emergency နော်ကြောင်းမှလိုအပ်မှဝင်ဝင်တာလို့ရုံးမှလိုအပ်မှလာပြီးလောက်တာမျိုးလို့စားစားတဲ့လုံမှလာဝဲတာမျိုးလို့ဖိုင်တွေလုံမှလာဝဲတာမျိုးလို့ရှိတယ်အဲ့ချိန်မှာကိုယ်ဆိုင်ကြီးကပိတ်ထားတယ်ဆိုလို့ရှိရင်ဘလို့မှအဆင်မပြေရည်ရည်သွားဖို့တော့ customer ဖောက်တယ်မမြင်နိုင်ဘူးနော်အဲ့တော့အဲ့ဒါလေးကို view site ပေးပါ location ကိုအဓိကကြည့်ဆိုင်ပါ location အရန်အရေးကြီးပါတယ် market research ာကြောင့်အရေးကြီးလဲဆိုတာအဲ့ဒါကိုပြောတာ market research မလုပ်ခဲ့ဘူးဆိုလို့ရှိရင်လုပ်ငန်းကအောင်မြင်ဖို့တကယ်ခက်တယ်တကယ်လဲတိုးရတာအရန်ခက်ပါတယ်ဈေးကွက်ပေါ့ market research ကလုပ်ကလေးပါဘူးဒီတိုင်းအများကြီးသိချင်တော့အခုကို setting session ငားလို့ရပါတယ်နောက်ပြီးတော့ပြန်တွေ့မယ်